ပဘိုးတိုင်းဗရောင်းမြို့နယ်ရှိစစ်ကောင်စီရဲ့ညောင်ကျိုးတက်စထန်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကခပ်ပဆတ်စက်ယုံတွေကိုစိုးရိမ်နေတဲ့အတွက်ခပ်ပဆတ်6ကိုအင်အား600ကျော်ထပ်ပုထားတယ်လို့တက်တဲ့ရင်အရှင်းမြစ်တွေထံကသိရပါဗျ။ညောင်ကျိုးစထန်ကြပါကခပ်ပဆတ်စက်ယုံတွေကိုစီရင်ရောက်လာမှကိုစစ်ကောင်စီကအထူးစိုးရိမ်နေပြီးအမတ်စင်ရှစ်စစ်တင်နန်းကတင်နန်းသားတစ်တွေကိုခပ်ပဆတ်6အတွင်းအင်အားအနှုံးရင်နဲ့ပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီတက်အင်အားတွေအတွက်စစ်ကောင်စီကရိတ်ခါလုံလောက်အောင်မပေးတဲ့အတွက်အုပ်ချုပ်ရေးမှုကဥဆောင်ပြီးပြည်သူတွေထံကသမင်းထုတ်တွေတောင်းယူပြီးပို့နေတယ်လို့ဒေသခံတွေထံကသိရပါဗယ်။မဏီတူကျောက်သုံးကောင်နဲ့သမင်းစားနေရတယ်ဆိုပြီးအုပ်ကြီးကဥဆောင်ပြီးသမင်းထုတ်တွေပို့ခိုင်းတာလာမပို့တဲ့အိမ်တွေကိုသူခိုတိုင်းလိုက်ခောက်တယ်။တအားတက်ကြွနေတာဗျာလို့ဒေသခံဒရင်းချင်းမြစ်က ARD Times ကိုပြောပါဗယ်။ ။ညောင်ကျိုးတိုက်ပွဲအတွင်းမှာလည်းမှော့ပြီးတရင်သုံးမှုကစစ်ကောင်စီအင်အားရာချီပို့ဆောင်ထားပြီးလမ်းမိုင်းလုံခြုံရေးတွေပါယူခိုင်းထားတယ်လို့သိရပါတယ်။စစ်ကောင်စီကညောင်ကျိုးကိုရိတ်ခတ်ပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲအုတ်ရှိပင်မြူတွင်ကဒေသခံတွေကိုအသားဟင်းတွေနဲ့ထမင်းထုပ်တွေနေ့စဉ်ပို့ပေးဖို့ညွှန်ကြားနေတယ်လို့ဒေသခံတွေကစူးပါတယ်။ အုတ်ရှိပင်ကပြီးတော့သားရက်ွက်ရရနာပုံနဲ့ရွှေပင်ရက်ွက်တို့ကဒေသခံတွေထံကတိတ်ငူထမင်းတုပ်တထုံနှုံးနဲ့အလက်ချပို့ဆောင်ပေးနေရတယ်သူသိရပါဗျ။ပြီးတော့သားရက်ွက် အုတ်ချုပ်ရေးမှုဦးအောင်ကိုထံဒေသခံတွေကထမင်းတုပ်သွားပို့ထားရပြီးအုတ်ချုပ်ရေးမှုကစစ်ကောင်စီနဲ့ဆက်သွယ်ပြီးရိတ်ခပို့ပေးနေတယ်လို့ဒေသခံတွေကပြောပါဗျ။ပြီးကနေ့မက်ချ်လ6ရက်နေ့ကစပြီးညောင်ကျိုးစခန်းကို ဒေသခံတွေကစုပေါင်းပြီးအလန့်ကျထမင်းတို့ပို့ဆောင်နေရတာဖြစ်ပါတယ်